ီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးရတော့နိုရီကိုဥစုရေးတာပြီးမတိရာစံကြောင်းဘာသာပြန်ဆိုရာသည့်ဒေါန်ဆန်းစုကြည်အတွက်စာတဆောင်ဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်။နားဆင်ကြည့်ကြပါအောင်ရှင်။နိုရီကိုကျွန်တော်ကစုကိုမြင်မြင်ချင်းပဲချစ်မိခဲ့တာပါ။အခန်း1အော့စပိုကာစု1984 1984 အောက်စဖို့ကစုနဲ့မိုက်ကယ်ကျမကမိုက်ကယ်အရစ်ကိုလွန်ခဲ့တဲ့38နှစ်ကစတွေ့ခဲ့ပါတယ်1994ခုနှစ်လွေဦးမှာကျမကဗြိတိရှားပြလိုက်ကြီးနောက်ကလျက်ကအရှိတိုင်းနဲ့အာဖရိကလိလာရေးဌာနလန်ဒန်တက္ကသိုလ်မှာတိဘက်ဘာသာကိုလေ့လာခဲ့တဲ့အချိန်ပေါ့အဲ့ဒီအချိန်ကကျမရဲ့ကြံ့နေသေးတဲ့ဘဝအချိန်ကြီးကိုတိဘက်ကြောင်းလေးမှာပဲကုံဆုံးခြင်းနေခဲ့တာပါ ိုင်ကင်နဲ့ပထမဆုံးစတင်တွေ့ရတဲ့အခိုက်အတန့်ကတော့ကျမတို့ရဲ့စတင်ကန်တဲ့မှာပါပဲဒီဘက်ဘာသာကိုကောင်းကောင်းသင်ကြားတတ်တဲ့မိုင်ကဲကိုအဲ့ဒီချိန်ကသူ့နိုင်ငံကိုပိုလွတ်လပ်ခင်မိဖို့တက်ကြွနေတဲ့အသက်26နှစ်အရွယ်ဘူတန်ဘရင်ကလေးကတီတန့်ဆရာအဖြစ်ဖိတ်ခံရတဲ့အထိမိုက်ကဲကဒီဘက်စတင်တာကောင်းလှပါတယ်။ကျမကမိုက်ကဲကိုမြင်မြင်ချင်းမှပဲသဘောကျခဲ့ပါတယ်။သူကစပင် ရှုပ်ပွားပွားခက်ကြံကြံတန်တန်ပုံဖြစ်နေတဲ့ဟိမဝန္ဒာကလူကြီးတယောက်နဲ့တူနေခဲ့ပါတယ်။သူ့ကိုတွေ့ရင်ဘသူကမှရုပ်ရည်ချောမောသူလို့မပြောနိုင်ကြပါပဲ။သူ့ရဲ့သားငယ်ကလေးကတော့ဒေဒီကရုပ်ချောတယ်လို့အော်အော်ပြီးမိုက်ကဲကိုကာကွယ်ပေးတတ်ပါရဲ့။တကယ်တော့သူကစိတ်ထားမကျင်းမြောင်ပဲမေတ္တာထားတတ်သူမို့လူတွေကသူနဲ့ဆက်ဆံရတာသိစိတ်အေးချမ်းရပါတယ်။ သူဟာဝိနည်းကိုလိုက်နာလို့နဲ့လူပြုဗုဒ္ဓဘာသာဖုံးတော်ကြီးတပါးနဲ့တူနေတာပါသူကဘောင်းမီမှာချီကျော်အပေါက်ကလေးဖြစ်ပြီးပေါင်သားတချို့ပေါ်ကအေးနေရင်တော့ဂယုမဆိုင်တဲ့အထိရုပ်ဝတ္ထုပေါ်မခင်တွေ့သူပေါ့ကျမကိုတွေ့တွေ့ချင်းနှုတ်ဆက်တော့ကျွန်တော်ဇနီးကမြမပါလို့ညလုံးလေးအယောင်လက်စွာပြောခဲ့ပါတယ် အဲ့ဒီတိုတောင်းတဲ့တွေးဆမှုကလေးကနောက်နှစ်ပေါင်း30ကျော်အထွန်းရှိနိုင်မယ်လို့တော့ကျမကမမျှော်လင့်ခဲ့ပါဘူး1995ခုနှစ်နေရာဒီရောက်တော့ကျမအမျိုးသားကလန်ဒန်စီးပွားရေးတက္ကသိုလ်ရဲ့သုတေသနဌာနကနေအောက်စပိုကစိန့်အန်ထိုနီကောလိပ်ကိုပြောင်းရတဲ့အတွက်ကျမတို့လည်းလန်ဒန်ကနေအောက်စပိုကိုပြောင်းရွှေ့ခဲ့ကြပါတယ်ကျမတို့ကဘုတ်စတော်လမ်းမှာရှိတဲ့အင်တန်အင်ရဲ့အပေါ်ဓာတ်မှာငှားနေခဲ့ပါတယ် ကျမကတော့လန်ဒန်ကိုအောက်စဖို့ကနေရက်ထားနဲ့မြေအောက်ရက်ထားတွေစီးပြီးကြောင်းတက်ဆဲပါပဲအောက်စဖို့ကပြောင်းဘူးဇီလန်နဲ့တင်မော်လန်ဆောင်ရထောက်မှာပုံပြင်ထဲမှာတွေ့ရတတ်တဲ့တစ်သားအင်္ဂလိပ်တစ်လုံးရှိပါတယ်အဲ့ဒီအင်္ဂလိပ်ကငွေအခြေစီးသုံးရတဲ့အဝတ်လျှော်ဆက်တွေရှိရနေရပေါ့အဲ့ဒီကနေလျှော်ပီးသားအဝတ်ထုတ်ကြီးပခုံးမော်တင်ပြီးထွက်လာတတ်တာကတော့မိုက်ကယ်ပါပဲ။ အဲ့ဒီမှာကျမနဲ့မိုက်ကယ်ဒုတိယအကြိမ်ပြန်တွေ့တာပါခဏလောက်နှုတ်ဆက်ပြီးတော့နောက်မှတွေ့ကြရအောင်လို့ဆိုကလမ်းခွဲခဲ့ကြပါတယ်နောက်ပတ်မှာတော့ကျမတို့ဇနီးမောင်နှံဟာ Halifax Asia Club ကိုလာခဲ့ဖို့မိုက်ကယ်နဲ့သူ့မိသားစုကိုဖိတ်ခဲ့ပါတယ်နတ်မောင်နဲ့သပင်အထူကြီးကိုစီးနှောင်ထားတဲ့အမျိုးသမီးတစ်ယောက်ကခလေးတိုင်းလက်တွန်းလှဲကလေးကိုတွန်းပြီး လတ်ထဲကိုဝင်လာပါတယ်။သူရဲ့အလှပနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အသင်ဖြစ်နေတဲ့အတွင်ခါမမတ်ပုံဟံကိုသတိထားမိတဲ့အဲ့ဒီခဏမှာကျမကအသက်မရှူမိခဲ့ပါဘူး။သူ့နောက်မှာတော့ကျမနဲ့ဆုံခဲ့ဘူးတုံးကပါလာတဲ့အဝတ်အိတ်ကြီးကိုအရင်ကလိုပဲပခုံးပေါ်တင်ကရှောက်လာတဲ့ဂျပန်တကြွယ်နတ်ဖယားတစ်ပါးလိုပြုံးနေတဲ့မိုင်ကယ်ပေါ့။ ဖြစ်ချင်တော့မိုက်ကယ်လဲသူမိသားစုနဲ့အတူအောက်စဖို့ကို ပြောင်းလာခဲ့ပါပြီ။သူတို့ကအောက်စဖို့ရဲ့အရှိတောင်ပိုင်းကစနင်ဝဲရွာလေးကလေရောအိမ်လေးတစ်လုံးမှာငှားနေကြပါတယ်။အဲ့ဒီပါတခြားလေရောအိမ်လေးနည်းနည်းပပနဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။အဲ့တော့သူတို့ကအောက်စဖို့မြို့လေကိုဈေးဝယ်ဖို့နဲ့အဝတ်လျှော်ဖို့သွားကြရတာပေါ့။သူတို့ရဲ့အိမ်နီးနာချင်းတွေမှာ ကားရှိကြပါမယ်။ဆုနဲ့မိုက်ကယ်က တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်လို့သူတွေဖြစ်ကြတယ်လို့မိုင်ကယ်ကဆက်နဲ့ပတ်သက်ရင်ဘာမှမကြွန့်ကျင်သူလေဒီတော့သူတို့တခုစီတော့အာကိုရာနံပါတ်ဆက်သွယ်ရေးရင်ကတော့နေစဉ်ပြေးဆွဲပြီးနေတဲ့ဘတ်စကားတွေပါပဲနေစဉ်လူသမားတွေဝယ်ချမ်းဖို့အတွက်မြို့လေကိုသွားရတာက ထုံးစံပါဒါပေမဲ့ဘာလို့အဝိရှော်ဖို့မြို့လေအထိသွားရမှာပါလဲအင်္ဂလိပ်အိမ်တွေဟာဒေသတစ်ခုလုံးအတွက် စီမံကိန်းကြီးချပြီးမှစောက်ထားတာဆိုတော့ရှေဟောင်းတမိုင်းဝင်အိမ်တွေအဖြစ် ကြည်လို့တော့ကောင်းပါရဲ့ဒါပေမဲ့နေတဲ့လူတွေအတွက်ကတော့အဆင်မပြေလှပါဘူးအိမ်အများစုမှာအင်တာနက်ရေချိုးကန်းဆိုတာအပေါ်ရက်မှာပဲရှိနေပြီးရေစိုးထုတ်စနစ်ပြဿနာကြောင့်မိသားစုသုံးအဝတ်လျှော်စက်တွေအတွက်ထားစရာနေရာခက်ခဲလှပါတယ်အဲ့ဒီချိန်ကကမ္ဘာနိုင်ငံတော်တော်များများမှာမိသားစုသုံးအဝတ်လျှော်စက်တွေကတွင်ကျယ်နေပြီးသားပါ အင်ရှင်မတွေအတွက်လည်းအဝိရှော်သက်ဆိုတာအဖို့တန်လို့နဲ့ရေဒနာတပားလိုဖြစ်ပါရဲ့ခတ်တာကငွေကြေးသုံးအဝိရှော်သက်လုပ်ငန်းကိုလည်းရည်ရွယ်ချက်ရှိရှိထူထောင်ထားတာဟုအခုဆိုဒီလုပ်ငန်းကစီးပွားဖြစ်လုပ်ငန်းကြီးကို ဖြစ်လို့ပါပဲဒီလိုနဲ့မြို့လေလန်းတောင်တနီယာယာမှာရှိနေမှာတည်ချတဲ့ငွေကြေးသုံးအဝိရှော်သက်တွေကိုအားကိုးခဲ့ရပါတယ်အခုတော့အဲ့ဒီဆိုင်လေးကမြန်မှန်ဆိုင်ဖြစ်ခဲ့သလို နောက်ဆုံးတော့ iPhone ရောင်းဆိုင်ဖြစ်နေပါပြီ။ဘာပဲဖြစ်ဖြစ် Michael နဲ့တွေ့ဆုံဖြစ်တဲ့အတွက်အဲ့ဒီအဝတ်လျှော်ဆိုင်လေးကအမှတ်တရပါပဲ။အဲ့ဒီတွေ့ဆုံမှုလေးကနေအခုချိန်ထိ Michael စုနဲ့သားနှစ်ယောက်ကို စိတ်ဝန်းညင်ချင်းထိတွေ့ဖြစ်နေတာမဟုတ်ပါလား။ Michael ရဲ့မြင်မြင်ချင်းအချက်ကျမက စုနဲ့မိုင်ကယ်တို့ဘလို့ချစ်ကြိုးနှောင်ဖွဲ့ခဲ့တယ်ဆိုတဲ့အကြောင်းစုစီကနေဘယ်တော့မှမသိခဲ့ရပါဘူး စုနေအိမ်အကျေကျုပ်ကြပြီးနောက်ပိုင်းမှာမိုင်ကဲစီကသူတို့ရဲ့အချစ်ဆက်လမ်းကို တစားထက်တစားတီးခွင်ရလာခဲ့ပါတယ်။ကျမကလည်းမိုင်ကဲရဲ့အပြောနဲ့စုရဲ့ကိုရီးယားဇဝင်ကိုပါခြေရာခံပြစ်ခဲ့ပါတယ်။သူ့ဖေလောက်ကြံခံရစဉ်ကစုဟာအသက်နှစ်နှစ်သာရှိသေးတာမို့လောက်ကြံနေဆိုတာကိုရောတေဆုံးမှုအတွက်ရောဝမ်းနေရမှာကိုပါတိတ်နာမလဲခဲ့ပါဘူး။ သူကသူ့ဖေကိုကောင်းကောင်းလဲမမှတ်မိပါဘူးဒါပေမဲ့သူ့ဘဝမှာဘယ်တော့မှမေ့လို့မရတဲ့မြင်ကွင်းတစ်ခုအကြောင်းသူကကျမကို ပြောပြဖို့ပါတယ်အဲ့ဒါကတော့သူငငယ်ကအိမ်ဝင်က လေကားရှည်ကြီးထိတ်မှာညနေတိုင်းထိုင်ကစစ်ယူနီဖောင်းနဲ့ပြန်လာမဲ့အဖေကိုမျောနေတတ်ပြီးအဖေကလည်းသူ့ကို တွေးတာနဲ့ပွေချီကနေတဲ့မြောက်ပေးတယ်လို့ပါနှစ်ဖက်ကိုလည်းမှွေမှွေပေး လူကိုလည်းတင်းတင်းကြပ်ကြပ်ဖတ်ထားတတ်တဲ့မြင်ကွင်းပါတဲ့အဒီလိုပြန်ပြောပြတဲ့အချိန်မှာတော့သူ့ဖေရဲ့အထီးတွေကို သူကရနိုင်သေးတယ်လို့ဒီမြင်ကွင်းကသူ့စိတ်ထဲမှာမြဲနေခဲ့ပါတယ်တဲ့အဒီလို ပြောပြတာကိုနားထောင်နေတဲ့ခဏမှာပဲကျမတွေးလိုက်မိတာကတော့သူ့ဟာသူ့ချေရတဲ့သူအကြောင်းကို ပြောနေတာပဲလို့ပါသူရဲ့နူးညံ့ပြီးထွားကြိုက်တဲ့ချစ်သူမိုက်တဲ့အပေါ်သူ့ရဲ့ခံစားချက်ကိုလည်း နားလည်သွားသလိုပါပဲ1948ဇန်နဝါရီလ4ရက်နေ့မှာမြန်မာပြည်လွတ်လပ်ရေးရပါတယ်သူ့မိမိဒေါ်ခင်ကြည်ကဦးနှုဆိုရလက်ထက်မှာကျင်းပတဲ့ပထမဆုံးရွေးကောက်ပွဲကိုဝင်ကကိုယ်စားလှယ်တဦးဖြစ်လာပါတယ်သူဟာတစ်ဖက်မှာမိခင်ဖြစ်ရော ဖခင်ဖြစ်ပါတာဝန်ကြီးခဲ့သလိုတစ်ဖက်မှာလည်းဦးနုကပိနတ်ရဲ့တက်ကြွတဲ့နိုင်ငံရေးသမားဖြစ်လာခဲ့တာပါ ကျမကဒေါခင်ဂျီနဲ့တည်တဲ့ဂျပန်မိတ်ဆွေတယောက်စီကကြားခဲ့ရတာကတော့သူကအဆုံးဖြတ်တဲ့တုံ့ပြန်မှုတွေကိုချက်ချင်းလုံနိုင်တဲ့အမျိုးသမီးဖြစ်တယ်လို့လူတို့ကအားတက်စေကလှုပ်ရှားစေနိုင်တဲ့အထိစံပကာကြီးသူဆိုတာပဲ ဖြစ်ပါတယ်။သူဟာအဒီလိုစီကံကြီးတဲ့အမေရဲ့ပြိုးထောင်မှုကို ခံခဲ့ရတယ်လို့ညီမယိုရတန်ဖိုးတွေကိုလည်းတင်ယူခဲ့ရပါတယ်။ဗီတီရှာလက်အောက်ကလွတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံရေးကောင်းဆောင်တွေကလူမျိုးစုအရေးပြဿနာတွေနဲ့ခွဲထွက်ရေးလှုပ်ရှားမှုတွေကိုမဖြေရှင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်အမြန်ဆုံးနီလန်းနေနဲ့ဗြိတိရှားတွေခြံရစ်ခဲ့တဲ့အခြေခံအဆောက်အုံစနစ်တွေအတိုင်းဆက်လုပ်သွားဖို့အထောက်ခဲ့ကြပါတယ်။ပညာရေးမှာဆိုလဲဗြိတိရှားနေကိုပဲစတုံးပါတယ်။ဒီတော့ချမ်းသာတဲ့မိသားစုတွေကကလေးတွေဟာ မြန်မာစကားမပြောရလို့တားမြစ်ထားခဲ့ဘူးတဲ့မရှင်သာသနာပြုကြောင်းတွေမှာစတင်မြဲတင်ကြပင်မဲ့အဲ့ဒီကြောင်းတွေမှာပဲနိုင်ငံသားတွေထူးသဖြင့်အင်္ဂလိပ်တွေကိုမုန်းတဲ့အလေးဟာလည်းခေတ်စားနေခဲ့ပါတယ်။သူကအသက်၄နှစ်မှာ San Francisco Convent ဆိုတဲ့ကျောင်းမှာမူကြိုစတက်ခဲ့ပါတယ်။ဘူဂျုံအောင်ဆန်းလောက်ကြံခံရပြီးနောက်မှာစူရိုမိသားစုအတွက်နောက်ထပ် ဝမ်းနဲ့ကြေကွဲပဲရဖြစ်လာတာကတော့ညီအိမ်တဲကရေကန်မှာပဲဒုတိယမြောက်တာအောင်ဆန်းလင်းကွယ်လွန်ခဲ့တာပါဒီလိုနဲ့ဒေါခင်ကြီးဟာအဲ့ဒီအချိန်ကအစိုးရရဲ့ကမ်းလှမ်းချက်ကြောင့်လက်ရှိညီအိမ်ဖြစ်တဲ့54 56တက္ကသိုလ်ရိပ်သာလမ်းအိမ်ကိုပြောင်းရွှေ့ပစ်ခဲ့ပါတယ်1958ခုနှစ်မှာတော့စုက အင်္ဂလိပ်မက်သဒစ်ကျောင်းမှာအလဲရန်တက်နေခဲ့ပါပြီး သူကအမတန်တိတ်ဆိတ်တဲ့ကျောင်းသူလေးဖြစ်ကအမြဲတမ်းတယောက်တည်းစာပဲဖတ်နေတယ်လို့စာအုပ်တိုင်းမှာလို့လို့ရေးကြပါတယ်။မှန်ပါတယ်။စာအုပ်တွေဟာသူ့အတွက်အကောင်းဆုံးမိတ်ဆွေဆိုတာအရင်ကရောအခုထိမပြောင်းမလဲမှန်နေတာပါ။1960ခုနှစ်မှာတော့စုမင်မေဟာအိန္ဒိယကိုမြန်မာနိုင်ငံဆိုင်ရာတာမတ်အဖြစ်ခန့်အပ်ခံရပါတယ်။သူ့ဟာအထက်တန်းကိုတော့ 1960-61ခုနှစ်မှာဒီလီကစိန့်မေရီကွန်ဗင်းစ်မှာတက်ခဲ့ပါတယ်1962ခုနှစ်ကလေ1963ခုနှစ်မှာတော့ဒီလီစရီလန်ကောလိပ်မှာနိုင်ငံရေးသိပ်ပံဘာသာကိုတက်ပါတယ်1962ခုနှစ်မတ်လ2ရက်မှာဗိုလ်ချုပ်နေဝင်က အာဏာသိမ်းခဲ့ပါတယ်1959ခုနှစ်မှာတော့ဒေါခင်ကြီးဟာတာကြီးအောင်ဆန်းဦးကို ်အင်္ဂလိပ်တန်တမန်တဦးနဲ့အတူအင်္ဂလန်ကိုပို့ခဲ့ပါတယ်။အောင်ဆန်းဦးကဒိုဗာကနေလန်ဒန်ကိုပြောင်းရွှေ့ကအင်ပီရီယာကောလိပ်မှာပညာသင်ခဲ့ပါတယ်။1960မှာဒေါက်ခင်ဂျီနဲ့ဆူဟာတခါကအိန္ဒိယမှာဗြိတိရှအင်ပါယာရဲ့ကော်မရှင်နာမင်းကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့မိတ်ဆွေဟောင်းစာပေါ်ဂေါ်ဘူးမိသားစုနဲ့ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ 1964ခုနှစ်မှာဂေါ်ပူမိသားစုကအင်္ဂလန်ကို ပြန်ရမှာဒေါခင်ဂျီကစုကိုအောက်စဖို့ကို ပို့ဖို့စီစဉ်ပါတော့တယ်။ဒီလိုနဲ့စုဟာလန်ဒန်ချယ်ဆီရပ်ကွက်မှာဂေါ်ပူတို့မိသားစုနဲ့အတူ နေခဲ့ပါတယ်။စာပေါ်ဂေါ်ပူပွဲလွန်ပြီးတဲ့နောက်မှာဇနီးဖြစ်သူလေဒီပက်ထရီရှာဂေါ်ပူဟာစုကိုတာမကသားနှစ်ယောက်ကိုပါစောင့်ရှောက်ခဲ့ပါတယ်။ ခဲ့တော့သူဟာစုအတွက်အင်္ဂလိပ်မိခင်လို့ဆိုရမယ်သူပါဂောဘူးတို့ဇနီးမောင်နှံမှာခလေးလေးယောက်ထွန်ကားပြီးအကြီးဆုံးနဲ့အငယ်ဆုံးကမိန်းကလေးတွေဖြစ်ကအလတ်နှစ်ယောက်ကယောက်ျားလေးအမွာပါဒေးဗစ်နဲ့ခရစ်တိုဖာဂောဘူးတို့ကရိုမန်ကက်သလစ်ကျောင်းတက်တော့ခင်ပြစ်တာကလည်းအမွာကောင်လေးနှစ်ယောက်ပါပဲ1946ခုနှစ် မတ်28ရက်ခွာအန်တိုနီနဲ့မိုက်ကယ်အရစ်တို့ပေါ့သူတို့တက်တဲ့ကြောင်းကနမဲကြီးဖြစ်ကအသက်12နှစ်ကနေ18နှစ်ထိအဆောင်မှအတူတူနေခဲ့ကြရပါတယ်အထက်တန်းကြောင်းကအောင်တော့ဒေးဗစ်ကအောက်စဖို့တက္ကသိုလ်တက်ကခရစ်စတိုဖာအန်တိုနီနဲ့မိုက်ကယ်တို့ကဒါဟမ်တက္ကသိုလ်ကိုတက်ခဲ့ပါတယ်အဲ့ဒီနောက်မိုက်ကယ်နဲ့ခရစ်စတိုဖာကြားမှာ ရာတပ်ပတ်ခင်မင်မှုမွေးဖွားခဲ့ပါတော့တယ်။တနေ့မှာခရစ်စတိုဖာကမိုက်ကယ်ကိုသူ့အိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီမှာဆုနဲ့မိုက်ကယ်ပထမဆုံးစတင်တွေ့ဆုံကြပါတယ်။မိုက်ကယ်ကအထက်တန်းကျောင်းသားဘဝတွေကအာရှကိုစိတ်ဝင်စားပြီးအထူးသဖြင့်တော့တိဘက်ဘာသာကိုဆရာတွေအလစ်မှာသူ့ဘာသာလေ့လာနေခဲ့တဲ့အထိအယူမူသဘောကျခဲ့ပါတယ်။ အဲ့ဒီအတွက်ဆရာကသူ့ကိုအတန်းထဲမှာ မတက်ရက်ခိုင်းခဲ့သလိုမိဘကိုလည်းစင့်ခေါ်ခဲ့ပေမဲ့မိုင်ကဲအမိကလည်းသူ့သားကိုအပြေအဝကာကွယ်ပေးခဲ့ပြီးဒီဘက်ဘာသာကိုအဆုံးထိလေ့လာနိုင်အောင်ကြိုးစားကူညီပေးခဲ့ပါတယ်။မိုင်ကဲဟာကျမအတွက်ဂုဏ်ယူရတဲ့သားပါ။သူက သူ့ဘဝတစ်လျှောက်လုံးနောက်ွယ်မှာဘာမှပြောစရာမရှိသူပါလို့သူ့မိက ကျမကိုပြန်ပြောပြခဲ့ပူပါတယ်။ မိုက်ကယ်ကအာရှမင်္ဂလိတယောက်ရဲ့ဖြိုးဝတ်ဆန်းကျင်လာတဲ့အလှမှာညှိနေခဲ့ပါပြီ။ဒါဟာသူ့ရဲ့မြင်မြင်ချင်းချစ်တဲ့အချစ်ပါ။နိုရီကိုကျွန်တော်ကအစုကိုမြင်မြင်ချင်းမှပဲချစ်မိခဲ့တာပါ။လို့မိုက်ကယ်ဟာမျက်လုံးတွေအယောင်လက်ပြီးအတိတ်နှစ်ရက်တွေကိုပြန်မြင်ရောင်နေသလိုကျမကိုတခါတော့ကပြောပြခဲ့ပါတယ်။သူ့ကိုစားတွေ့ချိန်က1969 68ခုနှစ်လောက်ပေါ့။စုက စိန့်ဟုတ်စ်ကောလိပ်နဲ့မိုက်ကယ်ကဒါဟမ်တက္ကသိုလ်ကနေဝယ်ရခဲ့ကြပါပြီမိုက်ကယ်ကစုကိုချစ်နေကြောင်းဝန်ခံခဲ့ပေမဲ့စုကတော့စောင့်ဖို့ပဲပြန်ပြောခဲ့ပါတယ်အဲ့ချိန်လုံးကစုကိုသဘောကျသူတွေအများကြီးရှိနေပြီးပြီဒါပေမဲ့ကျွန်တော်ကတော့စိတ်ရှိလက်ရှိပဲစောင့်ခဲ့တာပါ စုစုပေါင်း၄နှစ်ပေါ့လို့မိုက်ကယ်ကပြုံးပြီးပြောခဲ့ပုံကစောင့်ရကြိုးနှက်တယ်လို့ ဆိုလိုတာပါပဲဒါပေမဲ့စုရဲ့အတော်လိုနေခဲ့တဲ့မတ်တန်ဤကပြောတာကတော့အဲ့ဒီအချိန်မှာစုဟာယောက်ျားလေးတွေကိုစိတ်မဝင်စားဘူးဆိုတာပါပဲနောက်နေ့မှာ မိုက်ကယ်ကပြောပြန်တာကအဲ့ဒီအချိန်ကစုသဘောကျခဲ့တဲ့ကောင်းလေးရှိတယ်သူကငင်းခဲ့တာတဲ့ဘလူကောင်ကများစုကိုငင်းရတယ်လို့ပြားပါတဲ့ကျမကတော့အမှတ်မထင်ပဲအဲ့ဒီလူဘသူဆိုတာသိခွင့်ရခဲ့ပါတယ် ကျမတို့တငယ်ချင်းတယောက်ကတစ်ဆင့်ပြရတာကတော့မြမပြီးအရေးတွေနဲ့ပတ်သက်ရင်သူ့ကိုလူတိကြပါတယ်တဲ့သူကဒူတိထင်ရှားဖြစ်တဲ့မြမမိသားစုကြီးတွေကတယောက်ပါအိမ်ရှိဆန်တယောက်လိုချောမောနှပပြီးကမ်ဘရစ်ကနေဝယ်ရခဲ့သူပါသူကကျမကို ပြောခဲ့တာကတော့ဒါသဘောကြတာမကြတာနဲ့မဆိုင်ခဲ့ပါဘူး အဲ့ဒီချိန်ကအင်္ဂလန်မှာနေနေတဲ့မြမာတွေကြားမှာသူကလွယ်ပြီးပညာရေးအနေထားအရကျမနဲ့လိုက်ဖက်မဲ့သူမရှိခဲ့ဘူးလေလို့ဖြစ်ပါတယ်။စုကိုကြည့်ရတာဖြစ်နိုင်ရင်မြမာတယောက်နဲ့လက်ထပ်ချင်ခဲ့ပုံပါပဲ။အဲ့ဒီချိန်တုန်းက Cambridge ပညာတတ်မြမာအမျိုးသားတယောက်နဲ့သာစုလက်ထပ်ဖြစ်ခဲ့ရင်မြမာနိုင်ငံတည်ထောင်ရေးအတွက်ပိုကောင်းခဲ့ခြင်းကောင်းခဲ့မှာလို့ကျမကတွေးမိခဲ့ပေမဲ့ ခုနောက်ပိုင်းအဲ့ဒီလူရဲ့ယက်တီချက်တွေဟာသူ့ရဲ့လက်ရှိယက်တီချက်တွေနဲ့ဆန့်ကျင်နေတာကိုတီးလိုက်ရတဲ့အခါမှာတော့စုကံကောင်းတာပဲလို့ကျမတွေးမိလာပါတယ်။တကယ်တော့ခုလောလောဆယ်စုအကြောင်းစာအုပ်ဖြစ်တဲ့ Folistelli Jasmine Olalu ထဲမှာလန်ဒန်မှာရှိတဲ့မြမတငယ်ချင်းတယောက်ကို စုကလက်ရှိအစိုးရလုပ်နေတာတွေကကျမဖြစ်ဖြစ်ရည်မှန်းထားတဲ့ဥတီချက်တွေနဲ့ပြောင်းပြန်ဖြစ်နေတယ်လို့ ပြောခဲ့ပြီးနောက်1966ခုနှစ်ရဲ့နေ့တနေ့မှာစုရဲ့ဗာဂျီဖြစ်သူဦးအောင်တန်းကမြမကျင်ငါပွင့်တင်မောလိုင်းရဲ့ဥရောပတင်မောအေဂျင်စီဥက္ကဋ္ဌဦးနန်းနွယ်ကို တွေ့ဆုံပြီးကျွန်တော်တူနဲ့တူမကိုမြမအစိုးရနဲ့ပတ်သက်ပြီးမကောင်းမပြောမိရအောင် ခမားကဆွဲဆောင်ပေးစီချင်တာပါပဲလို့ပြောခဲ့တဲ့အကြောင်းရေးထားတာကိုဖတ်ရပါတယ်။စုကဘာလေးပဲလှုပ်လှုပ် ဘုံကျုံနေဝင်လာတယ်ရောက်သွားတယ်ဆိုတာကိုသတိထားမိရပါတယ်တကယ်တော့အင်္ဂလန်မှာနေတဲ့မြန်မာတွေအနေနဲ့လုံခြုံပြီးလွတ်လပ်တယ်လို့ယူဆလို့ရနိုင်ပေမဲ့ဦးနေဝင်ရဲ့နိုင်ငံသားစန့်ကျင်ရေးအရင်းရှင်းစနစ်စန့်ကျင်ရေးနဲ့မီယိုဖလာအယိုးဆွဲမှုဝါဒတွေကနှက်ဆိုင်တတ်နှက်ဆိုင်လာတာကြောင့်ဒီပရောက်မြန်မာတွေဟာတကယ်တကယ်မှမလွတ်လပ်ခဲ့ပါဘူး ဘလို့ပဲဖြစ်ဖြစ်စုဟာမိုက်ကယ်နဲ့လက်တွဲဖို့ကြီးရွယ်ဖြစ်ခဲ့ပြီး1968ခုနှစ်မှာတော့လန်ဒန်အာရှနဲ့အာဖရိကလေးလာရေးကျောင်းကဥပဒေပညာဌာနမှာသုတေသနလက်ထောက်အဖြစ်အလုပ်လုပ်ဖြစ်လာပါတယ်။အဲဒီနောက်စုကိုဆောက်ရှောက်ပေးတဲ့မတ်တန်အီရဲ့ထောက်ခံချက်နဲ့အတူနယူးယောက်မှာရှိတဲ့ကမ္ဘာကုလသမဂ္ဂရုံရဲ့အုပ်ချုပ်ရေးနဲ့ဗဏ္ဍာရေးကော်မတီမှာလက်ထောက်အသွင်ရေးမှု ဖြစ်တာဝန်ထမ်းဆောင်ဖြစ်ခဲ့ပါတယ်။အဒီတော်တွင်မှာတော့အဲ့ဒီချိန်ကကုလသမဂ္ဂအတွင်းမှုချုပ်တာဝန်ထမ်းဆောင်နေတဲ့ဦးတန်ကမတန်အေးနဲ့စူတို့ကိုမကြာခဏနှိလေစာစားဖို့ဖိတ်ခဲ့ပါတယ်လို့မတန်အေးစီကသိရပါတယ်။ကျမအထင်ကတော့အဲ့ဒီကာလတွေမှာစုအနေနဲ့သူ့ကိုယ်သူ ပြန်ကြည့်ဖို့အချိန်တွေလုံလောက်ရခဲ့တယ်လို့ မိုင်ကယ်ရဲ့စိတ်လှုပ်ရှားပွဲအချစ်ကိုလည်းထိထိခိုက်ခိုက်ခံစားနေခဲ့ရမှာပါမိုင်ကယ်အပြော်အရနယူးယောက်မှာရှိနေတဲ့ဆူစီကဘူတန်ရောက်နေတဲ့သူစီကိုရှစ်လအတွင်းစာပေါင်း189ဆောင်းပေးပို့ခဲ့ပါတဲ့အဲဒီစာတွေထဲမှာထပ်တလဲလဲပါလာတာကတော့မြမပြေကအလူတွေအနေနဲ့သူသားမိုက်ကယ်နဲ့လက်ထပ်လိုက်ရင်သူ့ရဲ့မြမပြေပေါ်ထားတဲ့မေတ္တာအပေါ် တန်တရားဖြစ်ကြမှာစိုးရိမ်ကြောင်းတွေပဲဖြစ်ပါတယ်အဲ့ဒီလိုမြန်မာလူတို့ရဲ့စိတ်ခံစားချက်ကိုတွေးပို့နေတဲ့စုဟာအဲ့ဒီခံစားချက်ကိုမြန်မာလူလူနဲ့ဓာတ်ရိုက်စကားပြောခွင့်ရတဲ့1988ခုနှစ်ဩဂုတ်လ26ရက်နေ့ရွှေဒဂုံဖရာအနောက်ဘက်မှလူတို့အစည်းအဝေးပွဲအထိဆက်လက်တည်ဆောင်ထားခဲ့သေးတာပါကျမအနေနဲ့ကတော့ကဘာကြီးမှာနိုင်ငံအချင်းချင်းကြားနိုင်ငံရေးတင်းမာမှုတွေဟာရောကြလာနေပြီပဲ။ မြန်မာတွေအနေနဲ့အင်္ဂလန်နဲ့ပတ်သက်တဲ့ခံစားချက်ကိုဆက်သိမ်းထားအောင်မယ်ဆိုရင်ကမ္ဘာတိုးတက်မှုတွေနဲ့ဝေးသွားမှာပဲလို့ခံစားမိပါတယ်။အမျိုးသားရေးခံစားချက်တွေနဲ့တတိုင်းမျိုးကိုကျော်လွန်ဖို့ဆိုရင်တခြားတိုင်းပြည်တွေပေါ်မကောင်းမြင်စိတ်ကိုလည်းဖျောက်ဖျက်ရမှာပါ။ဒီတော့ရိုးသားတဲ့အင်္ဂလိပ်ကိုလက်ထပ်ပြီးနှစ်နိုင်ငံကြားကတတိုင်းကိုဖျက်တာမမှားဘူးလို့တွေးလိုက်ပါတယ်။ ကျမကိုအဖြစ်တင်မယ်ဆိုလဲအတင်ခံယုံပါပဲစုကလည်းအတလူတွေးခဲ့ခြင်းတွေးခဲ့မှာပေါ့1982ခုနှစ်ဇန်နဝါရီလထဲမှာတော့မိုက်ကယ်နဲ့စုလက်ထပ်ဖြစ်ခဲ့ကြပါတယ်စာကောဘူးတို့မိသားစုအိမ်တွေကယုံကန်းကြီးထဲမှာမင်္ဂလာအခမ်းပွဲကိုကျင်းပခဲ့တာပါဖေဖော်ဝါရီလတရက်နေ့မှာတော့မိုက်ကယ်ကသူ့ဇနီးကို အပါခေါ်ပြီးဘူတန်ဘုရင်ရဲ့တည်တံ့ဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ဘူတန်ကိုထွက်ခွာသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဘူတန်မှာဘလို့နေထိုင်ခဲ့တဲ့ဆိုတာကိုသိကျင်တဲ့အတွက်အဲဒီချိန်ကဂျပန်ဗုဒ္ဓဘာသာဖလှယ်ရေးအဖွဲ့ Japan Buddhism Exchange Association ရဲ့အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးဌာနမှာအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူတဲ့ Mr. Tayata Tato Thai Kuhara ကိုမြေပစ်ခဲ့ပါတယ်။သူက အိုဆာကာမြူနစ်စပယ်တက္ကသိုလ်ကစီးပွားရေးပညာပါမောက်ခနီရှိအိုကာနဲ့အတူဘူတန်နိုင်ငံပြည်လဲထူထောင်ရေးမှာအဓိကကျတဲ့အခမ်းအခဏကပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ရတာရိုဆန်ကိုကျမကစူကအဲ့ချိန်တုန်းကတိတ်လှနေခဲ့တယ်မဟုတ်လားလို့မေးတော့သူကမသိပါဘူးတဲ့။သူကအလောက်ကြံဖို့မှုအဲ့တုန်းကစူကိုသူ့အတွက်နှစ်ဖက်ရေယူလာပေးသူ။ အင်ကူဖြစ်ပဲသတိထားမိပါတဲ့နောက်ပိုင်းမှာသူဟာမိုက်ကဲနဲ့ရောဆုနဲ့ပါရင်းနှီးခဲ့ပြီးအဲ့ဒီအကြောင်းကိုပြန်ပြောတော့ဆုရောမိုက်ကဲပါရင်မောခဲ့ကြပါတဲ့